အလုံးမင်းမင်္ဂလာပါရှင်ဒီနေ့တော့ရှေ့တစ်ဘက်ကချက်စာဖြစ်တဲ့အွန်ထမင်းနဲ့ချက်သားချန်နယ်လေးပြောပြပေးမှာဖြစ်ပါတယ်အရင်လိုက်ဖက်ပြီးတော့စားကောင်းအောင်လို့ချန်နယ်လေးကိုလိုက်ပြီးကြည့်လိုက်ရအောင်ပါပထမဆုံးချက်သားကိုရတာနှစ်ထောင်ပါပါဒီမှာချက်သား900ဂရမ်အသုံးထားပါတယ်ချက်သားရဲ့ဝူစနွေးမုံလေးထည့်လိုက်မယ်ပြီးရင်စားလေးနည်းငယ်လေးထည့်လိုက်မယ်အရသာမုံအနည်းငယ်ကိုလည်းထည့်လိုက်မယ်ပြီးရင်တော့ဒင်းချင်းလေးအနည်းငယ်ကိုထည့်လိုက်ပါမယ် အလုံးထည့်ပြီးပြီဆိုရင်တော့အလုံးကိုနှံ့အောင်တခြားလေးနေပြီးတော့နိုင်ဝက်လောက်နှစ်ထားမှဖြစ်ပါတယ်။ထမင်းချက်ဖို့တော့ဒီမှာအလိုတကူကိုလူရတဲ့ဘတ်စမာဒီဆန်လေးကိုတုံးထားပါတယ်။ဆန်သုံးခွက်ချက်မှမလို့ဥရဲကိုဆန်သုံးခွက်ထည့်လိုက်ပါမယ်။ဒီမှာ ready make အုံလို့ဘူးလေးကိုတုံးထားပါတယ်။အုံးမှုအရင်အလေးမစားလို့ပေါ့နော်စံချိန်ခွက်နဲ့တခွက်နဲ့တဘောကိုပဲထည့်ပြီးသုံးပါပါ ဘတ်စမာတီဆန်ကလည်းအကျိုးခံလို့ပေါ့နော်ရေးလေးများများထည့်ပေးရပါတယ်ကျမကဒီမှာဆန်၃ခွက်ချက်ထားအောင်လို့ပုံမှန်ထမင်းချက်တဲ့အတိုင်းပဲရေးဖို့ဒီပေါင်းအပြည့်ထည့်ပေးလိုက်ပါတယ်ပြန်တော့အရာသာအနေနဲ့စာအနေငယ်တခြားတစွန်းခွဲနဲ့စီတစွန်းကိုထည့်လိုက်ပါမယ်။ချက်ပုံလေးတစ်လုံးစိတ်ထားတာလေးကိုလည်းထည့်ပြီးချက်လိုက်ပါမယ်။ အားလုံးထည့်ပြီးဆိုရင်တော့ထမင်းဥရဲမှာနှံ့သွားအောင်ဇွန်လေးနဲ့တိချာလေးမှွေထားပြလိုက်ပါမယ်။ပြီးရင်တော့ထမင်းတည့်ထားလိုက်ပါမယ်။ပြီးရင်တော့ကြက်သားလေးစချက်ဖို့ကြက်သွုံနဲ့ကြက်သွုံဖြူချင်းလေးတွေပြင်မယ်ပေါ့နော်။ဒီမှာကြက်သွုံလေးနှလုံးကြက်သွုံဖြူလေးရဲ့ချင်းနှင်းလေးထည့်ထားပါရစေ။ကြက်သွုံလေးတွေပပလေးလှူထားပြလိုက်ပါမယ်။ စစ်တုံပြူနေခြင်းကိုလည်းတခြားလေးညနေအောင်ထောင်းထားပြလိုက်ပါမယ်။ဒါကတော့စက်သားချက်တဲ့နေရာမှာထည့်သွင်းမယ့်ပောင်းဝင်ပစ္စည်းလေးတွေပါ။အခုဆိုစက်သားစားချင်မယ်ပေါ့နော်။စက်သားချက်နေလေးရရှိမှဗီဒီယိုတစ်ခုလည်းရှိပါတယ်။အဲ့ဒီတိုင်းလေးပဲချက်သွားပြမှာပါ။ပထမဆုံးစက်သွင်းနေလေးတွေကိုတခြားလေးစီသက်ပြလိုက်ပါမယ်။ပြန်နဲ့နွေးမုံလေးအနေနဲ့ထည့်လိုက်ပါမယ်။ ချစ်သူနေလူတေချာလေးနှံ့အောင်မှုပြီးတော့ဒီလိုမျိုးအနေထားလေးရောက်လာပြီဆိုရင်တော့ချစ်သူဖြူနေချင်းထောင်းထားတာလေးထည့်လိုက်ပါမယ်။ပြီးရင်တော့အားလုံးကိုတေချာလေးနှံ့အောင်မှုလိုက်ပါမယ်။ပြီးရင်ငူသေးအနေထားလေးထည့်လိုက်ပါမယ်။အနယ်လေးမွေးသွားအောင်တစ်ချဘူးခောက်နေနနက်ပွင့်လေးကိုလည်းထည့်လိုက်ပါမယ်။အယောင်တွင်မှုအနည်းငယ်လေးထည့်ပြီးတော့တေချာလေးမွေးလိုက်ပါမယ်။ အားလုံးချက်ပြီးတော့ဒီလိုအနေထားလေးရောက်ပြီဆိုရင်တော့ချက်သားလေးထည့်လို့ရပါပြီ။အတော့ခုနနှက်ထားတဲ့ချက်သားလေးကိုထည့်ချက်လိုက်ပါမယ်။ချက်သားကိုအပေါ်ရံသားလေးတင်သွင်းအောင်အရင်ကြော်ပြီးလိုက်ပါမယ်။ဒီလိုမျိုးအပေါ်ရံသားလေးတင်သွားပြီဆိုရင်တော့ချက်သားလေးနှူသွားအောင်ရေလေးထည့်လိုက်ပါမယ်။ ရင်နှံ့အောင်မှုသေးပြီးတော့အိုးဖုန်းလေးအုပ်ထားလိုက်ပါမယ်။ဒီလေးတွေခမ်းပြီးတော့စီပြန်အောင်တည်ရမှာဖြစ်ပါတယ်။အခုလိုကြက်သားလေးကစီရီပြန်လာပြီဆိုရင်တော့မဆက်လာလေးမှုအောင်ထည့်လိုက်ပါမယ်။ပြီးရင်အားလုံးနှံ့အောင်မှုလိုက်ပါမယ်။အခုဆိုရင်တော့အုံထမင်းနဲ့တွဲစားမယ့်ကြက်သားလေးရရှိပါပြီ။ ချက်သားချက်နေတို့မှာတည်ထားတဲ့ထမင်းကလည်းချက်သွားပါပြီ။အပေါ်ဖွင့်လိုက်တော့ထမင်းလေးကအရန်ကိုမှုပြီးစားခြင်းစရာလေးဖြစ်နေပါတယ်။ပြီးရင်တော့မအီအောင်အချင်းတုံးလေးတော့ပါမယ်။တခွာသေးနှလုံးချက်သွန်လေးတမယာသေးနေမျိုးဒီစိမ့်လေးထည့်တော့ပါမယ်။ချက်သွန်နီလေးတွေပပလေးလေးထားလိုက်မယ်။တခွာသေးနှလုံးကိုလည်းပပလေးလေးထားလိုက်ပါမယ်။ ယူသီးစိမ့်လေးတွေလည်းပပလေးလိထားလိုက်ပါမယ်။တံမြာသီးလေးတွေလည်းစိတ်ထားလိုက်ပါမယ်။အခုဆိုရင်အားလုံးလိထားပြီးသားလေးတွေစင်သေးဖြစ်ပြီဆိုရင်တော့ရားသားလေးထည့်ပါမယ်။စာအနေငယ်ထည့်လိုက်ပါမယ်။အချူမုတ်လေးလည်းအနေငယ်ထည့်လိုက်ပါမယ်။ပြီးရင်တော့စိတ်ထားတဲ့တံမြာသီးလေးတွေကိုထည့်ညစ်လိုက်ပါမယ်။ အားလုံးထည့်ပြီးရင်တော့အတုံးလေးကိုနှမ်းအောင်တခြားလေးနယ်လိုက်ပါမယ်အခုဆိုရင် ultimate နဲ့တွေ့ဆောင်မယ့်အချင်းတုံးလေးလေးရပါပြီတသားနဲ့ ultimate လေးစားလို့ရပါပြီ ultimate နဲ့တသားဟင်ဦးမအီအောင်လို့အချင်းတုံးလေးနဲ့ဗလာချောင်းချိုးလေးနဲ့တွေ့ဆောင်ရအရန်ကိုစားလို့ခေါ်ပါတယ် အခုဆိုအုံထမင်းနဲ့သသားချက်နေလေးကိုမျှဝေပေးပြီးမှလို့တကယ်ချင်းတို့လည်း లై ပြီးတော့ချက်စားကြည့်ကြနော်